ဒီနေ့ကတော့ဆရာကဒီအတ္တမကြီးဘူးဆိုတာနဲ့ပတ်သက်ပြီးတော့เนาะဆရာကြားဘူးတဲ့ပုံမြင်လေးတစ်ခုကိုเนาะဆရာရည်ညွှန်းပြီးတော့เนาะကြည်လိုက်နဲ့ဆွေးနွေးมาဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ရှင်အဲ့တော့ပုံမြင်လေးကဒီလိုပါเนาะဟုတ်ကဲ့ပါရှင်တားတယောက်ကတိတ်အတ္တကြီးပါတယ်အတ္တကြီးတော့အဖေကတားကိုသူတားအတ္တကြီးတာကိုသိတယ်အဲ့တော့ဖေကတားကိုအတ္တမကြီးအောင်ဆုံးပါမယ်ဆိုပြီးဒီနေ့ကြတော့တားကိုခေါ်ပါတယ်ခေါ်ပြီးတော့တားကို ခေါဆွဲနှစ်ပွဲဆိုရင်မှချထားပါတယ်ဟုတ်ကဲ့ပါဆရာခေါဆွဲတဲ့ပွဲမှာကျဲဥတလုံးရှိပါတယ်ခေါဆွဲတဲ့ပွဲကတော့အပေါ်မှာဗာကျဲဥမှာမရှိပါဘူးဟုတ်ကဲ့ပါဆရာကဲတာမင်းချိုက်တဲ့ခေါဆွဲကိုစားဆိုတော့တာအတာကြီးတာဟုတ်ဟုတ်ကဲ့ပါကြီးတော့ခေါဆွဲနှစ်ပွဲမှာကျဲဥပါတဲ့ခေါဆွဲကိုယူလိုက်တယ်ယူပြီးတော့စားပါတယ်အဲ့ချိန်မှာအဖေကတော့ကျဲဥပါတဲ့ခေါဆွဲကိုယူစားလိုက်တဲ့အချိန်မှာခေါဆွဲရဲ့အောက်မှာကျဲဥနှလုံးသွားတွေ့တယ်ဟုတ်ကဲ့ဆရာနောက်တွေ့တော့သူသားကလည်းအဲ့ဒါမြင်တော့ ူနင်းနေတော့စိတ်ထဲမှာတမျိုးဖြစ်သွားတာပေါ့နော်စိတ်မကောင်းဖြစ်သွားတာပေါ့ဆရာစိတ်မကောင်းဖြစ်နေဆိုတော့ तू တက်ဦးလုံးစားကျင်တာဟုတ်ကဲ့ပါဆရာအဲ့တော့အဖေကနှလုံးစားရတယ် तू ကတလုံးပဲစားရတယ်ဟုတ်ကဲ့ပါဆရာအဲ့ကျတော့အဖေက तू ဘာပြောလဲဆိုတော့ဒါမင်းအမြင်နဲ့ဘယ်တော့မှမဆုံးဖြတ်နဲ့ဟုတ်ကဲ့ပါဆရာနော်မင်းအတ္တကြည်လုံးအကြည့်ရဲ့အတွက်ကြောင့်မင်းမို့ပဲမင်းစဉ်းစားပြီးတော့အမြင်နဲ့ဆုံးဖြတ်လိုက်တယ်ဟုတ်ကဲ့ပါဆရာဟုတ်အရာရာကိုဘယ်တော့မှအမြင်နဲ့မဆုံးဖြတ်နဲ့ဟုတ်ကဲ့ပါဆောင်းရတဲ့ခါကျအမြင်နဲ့ဆုံးဖြတ်တာပါပဲလေ ဟုတ်ပါတယ်ဟုတ်လားဆရာတို့ကနေပြီးတော့မြင်လိုက်တဲ့အခါမှာအမြင်ကိုကြည့်လိုက်ပြီးတော့ဒီလူကတော့ဘာဖြစ်နိုင်လဲเนาะအဝိစာရီကောင်းကောင်းမဟုတ်ထားလို့ရှိရင်တတတရေးကလှလှပါပါကောင်းကောင်းမဟုတ်ထားလူကောင်းလို့တတ်မှတ်လိုက်တယ်เนาะအကယ်၍စိုးစိုးပြပြဝတ်ထားလို့ရှိရင်ဟာငါဆရာပဲပတ်စံချီးပလားဟာဒီလူကဟာလားမကောင်းတဲ့လူပဲလို့တတ်မှတ်ကြတယ်အမြင်နဲ့မဆုံးဖြတ်နဲ့လို့အဖေကဆုံးပါပါလေဟုတ်ကဲ့ပါဆရာဟုတ်ဒီနေရာမှာလဲဆရာက ဇူလိုင်ကိုပုံလေးဒီပုံပြချင်ပါတယ်เนาะအခုဒီပုံလေးကိုဇူလိုင်ကြည့်လိုက်ပါဟုတ်ကဲ့ပါဆရာကြည့်လိုက်လို့ရှိရင်ဇူလိုင်ရဲ့စိတ်ထဲမှာလားအမြင်တစ်မျိုးမြင်သွားလိမ့်မယ်ဟုတ်ကဲ့ပါဟုတ်ပါเนาะအကလေးလေးကိုနောက်ခါလေးကြည့်ရတော့ဒီကလေးလေးเนาะဘာလုံးနေလဲဘာလုံးနေတာလဲဟာလားမဟုတ်တာလုံးနေတာပဲလို့မြင်လိုက်တယ်ဒါပေမဲ့နောက်တစ်ပုံဆက်ကြည့်လိုက်အောင်เนาะအဲ့တော့ခုကြည့်လိုက်လို့ရှိရင်ဇူလိုင်မြင်သွားပြီဟုတ်ကဲ့ပါဆရာဟုတ်အဲ့တော့ နေရမတူတဲ့အခါမှာလည်းအမြင်မတူတာတွေဇာတ်လို့ဖြစ်တတ်ကြတယ်ဟုတ်ကဲ့ပါဆရာဒီကြောင့်လို့သူ့အမြင်ကိုယ့်အမြင်ကွဲပြားတယ်ဆိုတာနေရမတူတာကြောင့်လည်းဖြစ်နိုင်တယ်ဟုတ်ကဲ့ပါဆရာအဲ့တော့ဆရာတို့ကနေရမတူအောင်လည်းအမြင်ကွဲနိုင်တယ်ကိုယ်မြင်လိုက်တဲ့အမြင်ကအမှန်လို့အမြင်ရန်ဆရာတို့ပြောလို့မရဘူးဟုတ်ကဲ့ပါဆရာအဲ့တော့အဖေကနေပြီးတော့သားကိုဒီမြင်နာအတိုင်းမယုံနဲ့ဆိုတာလေးကိုဆုံးမလိုက်ပါတယ်အဲ့တော့ပြီးတော့ ရင်အနေငယ်ကြားတဲ့ခါကျတော့တောင်းကိုခေါ်ရတယ်ဟုတ်ကဲ့ပါခေါ်ပြီးတော့ဒီလိုပဲနော်ခေါင်းဆွဲတော်ရမှာကျဲဦးနဲ့နောက်ခေါင်းဆွဲကြတော့ကျဲဦးမပါလားမင်းကြိုက်တာယူရေးဆိုတော့တားသဘောပေါက်သွားပြီဟာအောက်ထဲမှာကျဲဦးနှလုံးရှိမှာပဲဆိုပြီးတော့ကျဲဦးမပါတဲ့ခေါင်းဆွဲကိုယူလိုက်တဲ့ခါကျတော့အဲ့ဒီခေါင်းဆွဲထဲမှာဘာကျဲဦးမှာမရှိနော်ဟုတ်ကဲ့ပါဆရာတရားနေတော့ကျဲဦးပါလားကိုစိုင်းနေပြောတယ်မင်းအတ္တကြီးရယ်မင်းအရင်တော့ကျဲဦးနှလုံးကို ငါစားတာတော့မြင်လို့မင်းအကျုံမပါတော့ရွေးလိုက်တယ်ဟုတ်ကဲ့ပါဆရာဟာအဲ့ဒါဘာလဲမင်းအတွေ့အကြုံပေါ်မှာမင်းကမူတည်ပြီးရွေးလိုက်တာအဲ့တော့အတွေ့အကြုံဆိုတာလဲနည်းသေးလို့ရှိရင်ဘာမှအသုံးမချဘူးဟုတ်ကဲ့ပါဟောဒါလေးကိုအဖေကနေတအားဆုံးမပါလေဟုတ်ကဲ့ဆရာအဲ့တော့ဒါလေးအားလုံးဖြစ်ရတဲ့အတိတ်ကအချက်ကတော့မင်းဘာဖြစ်လို့လဲအတ္တကြီးလို့ပဲမင်းတော့ပဲမင်းစဉ်းစားနေတယ်ဟဟဟာပရမအတွေ့အကြုံကိုစဉ်းစားပြီးတော့မင်းကကြဲဦးနှလုံးကိုစားကျင်တယ်ဒါကြောင့်မလို့ကြဲဦးမ နှလုံးကခေါက်ဆွဲအောင်မှာရှေ့မှာပဲလို့ရွေးလိုက်တယ်ဒါပေမဲ့မင်းမသွားပြီဟုတ်ကဲ့ပါဆရာဆိုတော့ဒါနဲ့နောက်ရဲ့အနေငယ်ကြားတဲ့ခါကျတော့အဖေကတောင်းကိုခေါ်ပြန်ရောကဲလားခေါက်ဆွဲစားကြမယ်ဟုတ်ကဲ့ဆရာဒီအတိုင်းပဲနော်ခေါက်ဆွဲတဲ့ဝဲရဲ့အပေါ်မှာကြဲုပ်တစ်လုံးရှိတယ်နောက်ခေါက်ဆွဲရတော့ဘာကြဲုပ်မှမရှိဘူးကဲမင်းကြိုက်တာရွေးလို့ရတယ်ကျွန်တော်တားနေပြီတော့အဖေကိုပြောပါတယ်ဟုတ်ကဲ့ဆရာအဖေရဲ့ ကျွန်တော်နှစ်ခါသလုံးကျွန်တော်ရွေးခဲ့ပြီးပြီတဲ့ကျွန်တော်လည်းအတ္တမကြည့်ရောပါဘူးဖေတဲ့အဖေကြိုက်တဲ့ခေါဆွဲပဲရွေးပါတဲ့ဆိုတော့ဒါနဲ့အဖေကနေကြဲဥပါတဲ့ခေါဆွဲကိုရွေးလိုက်တယ်တားကြဲဥမပါတဲ့ခေါဆွဲကိုယူလိုက်တယ်ကြဲဥပါတဲ့ခေါဆွဲကိုသူစားမယ်လို့သူကြည်တယ်ကြည်လိုက်ကိုအောက်မှာကြဲဥနှလုံးသွားတွေ့တယ်ဟုတ်ကဲ့အဲ့ကြတော့မှတားသဘောပေါက်သွားတယ် ဒီခောက်ဆွဲကိုပြင်ထားတာကကျွန်တော်အဖေကပြင်ထားတာလေဟုတ်ကဲ့ပါအဖေက तू ရွေးခွင့်ရတဲ့အချိန်မှာ तू သားကိုကြောက်နှလုံးစားကြင်ကျင်လို့ तू တင်းရဲ့သားနဲ့ဘာဝဲရွေးလဲကြောက်တလုံးပဲပါတယ်ဟာဝဲရွေးလိုက်တာ तू ကရွေးလိုက်တယ်ဟုတ်ကဲ့ဟာအဲကြောင့်မလို့သားလည်းအဖေရဲ့စေတနာကိုသိတဲ့အခါမှာအဖေကိုအလွန်ချစ်သွားတယ်အဖေကလည်းသူ့ရဲ့သားလေးကအမြင်မှန်ရသွားပြီအတ္တမကြီးတော့ဘဲနဲ့အဖေရွေးပါလို့ခိုင်းတယ်ဆိုပြီးတော့ เนาะပုံမီလေးကတော့เนาะဒီမှာပဲဆုံးသက်ပါတယ်အဲ့တော့ဟုတ်ကဲ့ပါဆရာအတားကြီးရင်တော့ဆရာတို့ကအမှန်လည်းလဲဆရာတို့တွေးနိုင်ပါတယ်တမသားအတွက်ကိုဆရာတို့အမြဲတမ်းစဉ်းစားပေးဖို့လိုတာပေါ့နော်ဆရာဟုတ်ကဲ့ဟုတ်ဟုတ်လားဆရာဆရာပြောရဲပေါ့နော်ဒီပုံပြင်လေးကိုနားထောင်မိတဲ့အချိန်မှာအမြင်နဲ့လည်းဆုံးဖြတ်လို့မရအောင်အတွေ့အကြုံနည်းနည်းလေးနဲ့လည်းဆုံးဖြတ်လို့မရဘူးအဲ့တော့တစ်ဖက်လူကို ကိုကဥစားပေးပြီးတော့ဟုတ်လားအတ္တမကြီးနဲ့ဟုတ်ကဲ့ဟုတ်